တမောင်မာစတယ်ညီလေးမင်းကပြောစရာရှိရဲ့တဲ့ဟုတ်ကဲ့ကိုကိုဆိုတော့မင်းကကြည့်လို့မရဘူးကွာဟာဘာဖြစ်လို့လဲကိုမသိဘူးတဲ့ကြည့်လို့မရဘူးအခုဘာလို့ကြည့်လို့မရလဲမသိဘူးလေငါကြည့်လို့မရဘူးလေငါကြည့်လို့မရဘူးဆိုတာတခြားလူတွေပြောမှမင်းသိရတဲ့အခုငါအလုံးမလုံးခင်မှာတဲ့ပြောလိုက်တာဖြစ်ရှင်လို့ပြောတာတဲ့မင်းဘလို့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာမှဖြစ်ပါဘူးအခုအလုံးလုံးတော့အဆင်ပြေလာတာငါပြေတာကျွန်တော်လည်းပြေဘာမှဖြစ်ဘူးဆိုတော့ तू ကျွန်တော်မကြိုက်လို့မကြိုက်ဘူးပြောတာပြဿနာမရှိဘူးပြောပါမို့ तू ကသူကျွန်တော်ဘာကိုကြည့်မရလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့သူစိတ်ထဲမှာရှိရဲ့ဟာကိုသိခွင့်ရတယ်ကျွန်တော်လည်းသူနဲ့အလုံးလုံးတဲ့အခါမှာဒီအလုပ်ပေါ်မှာကျွန်တော်ယူသမှုရှိလားမရှိလားဆိုတာ သူသူအသိဆုံးဖြစ်မှာပေါ့ဟိုမို့သူကသဘောမကျဘူးသူကကြည့်မရတာသူကကျွန်တော်နဲ့ကိုညိုနဲ့စတွေ့တယ်2006 2009တည်းနဲ့အဲ့ဒီတော့ကအသမီးစာကျက်နေရဆိုကားလေးဒါပရိဇာဖူးဆုံးအဲ့ကားကဒရိုက်တာကိုညိုဦးရိုင်းတို့လည်းပါတယ်အဲ့ငါသမီးစာကျက်နေရဆိုကားလေးအဲ့ကားရိုက်တော့ကိုညိုကကမ္ဘာမှာစတွေ့တယ်ညီလေးမင်းကပြောစရာရှိရဲ့တဲ့ဟုတ်ကဲ့ကိုကိုဆိုတော့မင်းကကြည့်လို့မရဘူးကွာဟာဘာဖြစ်လို့လဲကိုမသိဘူးတဲ့ကြည့်လို့မရဘူး အခုဘာလို့ကြည့်လို့မရလဲမသိဘူးတဲ့ငါကြည့်လို့မရဘူးတဲ့ငါကြည့်လို့မရဘူးဆိုတာတခြားလူတွေပြောမှမင်းသိရတဲ့အခုငါအလုံးမလုံးခင်မှာဒဲပြောလိုက်တာဖြစ်ရှင်လို့ပြောတာတဲ့မင်းဘလို့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာမှဖြစ်ပါဘူးအခုအလုံးလုံးတော့အဆင်ပြေလာတာငါပြေတာကျွန်တော်လည်းပြေဘာမှဖြစ်ဘူးတော့အဲ့ရစခဲ့တာအခုချိန်နေတာကျွန်တော်တို့ဒါဒီ၁၀နှစ်တော်တော်လောက်မှပြန်ပြီးတော့ရိုက်ဖြစ်တဲ့ကားရိုက်ဖြစ်တယ်ဆိုတာလေကိုညုံနဲ့ကျွန်တော်နဲ့ကအချိန်ပိုင်းမှာရိုက်ခဲ့ရတာမနေဘူးအများကြီးရှိတယ်ဆိုတော့ဒီဟာမှာရုပ်ရှင်ကယုံကြည်ကားအနေနဲ့မှတေချာလေးဒါပြန်ဆုံးဖြစ်တာပေါ့နော်နောက်ပိုင်းလည်းကျွန်တော်တို့ထပ်လုပ်သွားမယ့် project တွေရှိပါတယ်စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ် မြုံစီမြုံစီထက်တော့ပို့လင်းလင်းသမားကတော့ကျွန်တော်ပို့သဘောကျပါတယ်။မကြိုက်ရင်မကြိုက်ဘူးပြောတဲ့ပြောရတဲ့တတိယရှိဖို့လိုပါတယ်။ဆိုတော့ तू ကျွန်တော်မကြိုက်လို့မကြိုက်ဘူးပြောတော့ပြဿနာမရှိပါဘူး။အမို့အဲ့ဒါကြာခဲ့ပြီလေကျွန်တော်2006 2009ခုနကလုံခဲ့တဲ့နှစ်ပေါင်းများစွာဒီတိုင်းပဲအမင်းကကြည့်လို့မရဘူးကွာဆိုတာအဲ့လိုမျိုးဟိုလိုမျိုးရန်သူတယောက်တစ်ဖွဲ့ပြောတာမဟုတ်သူကသူကျွန်တော်ဘာကိုကြည့်မရလဲတော့ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့သူစိတ်ထဲမှာရှိရဲဟာကိုသိခွင့်ရတယ်။နောက်ပြီးအလုပ်တွေတူတူလုပ်ခွင့်ရရဲ့အခါမှာပို့ပြီးတော့ပို့မလင်းလင်းနဲ့လုပ်ခွင့်ရရဲလို့ကျွန်တော်ထင်တယ်။ကျွန်တော်ထင်တာကမေးပြီးကိုရုပ်စိတ်ထဲမှာကျွန်တော်ကတချင်းနေစုံနေရဲ့ ရက်ရက်ပလီဆိုနေတဲ့ exam ကခြားလေးတကောင်ရွေးရှင်လောကတွေလာရှုပ်လို့ကြည့်လို့မရဘူးလို့မြင်လည်းမြင်မှာပေါ့ပြန်တော့အပြော်ပေါ့လာလို့တယ်ဒါပဲကျွန်တော်အဲ့သူနဲ့အလုပ်လုပ်တဲ့အခါမှာဒီအလုပ်ပေါ်မှာကျွန်တော်ယူသမှုရှိလားမရှိလားဆိုတော့သူသူအသိဆုံးဖြစ်မှာပေါ့ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လက်တွဲဖြစ်သွားတာပေါ့အဲ့ဒီဘောထင်ပါတယ်ကိုညနေကျွန်တော်နေရလေအလုံးမလုံးဖြစ်တာပဲရှိရတယ်ကျွန်တော်တို့အလုံးလုံးမယ်ဆိုစပြီးတော့တည်တဲ့အချိန်မှာအဲ့လိုအများကြီးညှိကြမလို့ခင်ဗျ အများကြီးကြာမလို့ဆိုတာလေကျွန်တော်ဘာလုပ်နိုင်လဲဆိုတာသူသိတယ်လို့ကိုညိုဘာလုပ်နိုင်လဲဆိုတာကျွန်တော်အကုန်သိတယ်တကယ်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုခစ်မှာကျွန်တော်ရိုက်ခဲ့တဲ့ကားတွေကဘယ်လိုမျိုးဟိုဟိုမှာထားပါတော့ဟာတာကားဆိုရင်တော့မှကျွန်တော်တော်တော်လေးကိုအခုချိန်ပြန်ကြည့်ရင်တော့မှကြည့်ကောင်းတဲ့ဟာတာကားလေးကျွန်တော်ဆွဲခဲ့ကြတာဆိုတော့သူဘာလုပ်နိုင်လဲကျွန်တော်သိရယ်ကျွန်တော်ကျွန်တော်သူဘယ်လိုခိုင်းရမလဲကျွန်တော်ကောင်းကောင်းသိရယ်ဆိုတော့နောက် project တွေမှာလည်းကျွန်တော်ထပ်ပြီးတော့ကောင်းအောင်ကြိုးစားသွားကြမယ်အဲ့လိုရည်စူးထားကြတယ်ဗျဒီကားထဲမှာကမောင်နှမ3ယောက်မှအကြီးဆုံး main khon ဆိုရက်ဇက်ကောင်နေရာနေ 조사ပြီးတည်ဆောင်ထားပါတယ်ဗျဟုတ်ကဲ့ဒါဒီကိုညီကောင်မနမဆက်တွေကတော့ရိုက်ဘူးတာဗောနော်ရိုက်ဘူးလေဆိုမဲ့ဒီကားမှာတော့ main khon character ဗောဆိုတော့သူကကိုကြီးဆုံးလည်းဖြစ်တယ်နောက်ဒီအဲကြုံလာရတဲ့အဲကြုံလာရတဲ့အပေါ်မှာသူဘလို့အကောင်းဆုံးကင်တွေဖြည့်ရှင်းသွားမလဲဗောအဲအပေါ်မှာနည်းနည်းစိတ်ဝင်စားချီရှူရမယ့် character လေးဗောအခုဒီထဲမှာမမရှိနေတယ် မာလုံးနဲ့တူတူရှိနေရဲ့လေညီမလေးရဲ့အင်းကျွန်တော်30တပုံကိစ္စတွေကိုကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်အဆုံးမရောက်ပါဘူးဟိုဟိုဘက်ဘယ်ပြောမလဲတစ်ဖက်ဆုံးကိုရောက်ပြီးတော့ယုံကြည်နေရမယုံကြည်ဘူးဆိုတာမရှိပါဘူးကျွန်တော်အလေလက်လမ်းစင်ပါပဲဆိုတော့ကျွန်တော်တော့ကတော့လူတွေကဘူကြောက်ဖို့ကောင်းတယ်လို့ထင်ပါတယ်ကက်တင်ကတော့ကိုညိုဆွဲရပါကိုညိုခွဲတာပါဒီကက်တင်ပေါ့နော်ဒီလူဒီလူတွေသုံးမယ်ပေါ့ဆိုတော့ ဒီထဲမှာအကုန်လုံးကျွန်တော်အပါဝင်ပြိတ္တိတွေစိတ်ဝင်စားနေမှာရွှေမြတ်သူပဲတေယုဆောင်ဟန်ပေါ့နော်ရွှေမြတ်သူကဒါအဆူရောပေါ့နော်အဆူရောမှာသူဒီကားမှာပထမဦးဆုံးအနေနဲ့ယုံကြီးကားတကားကိုရိုက်ခွင့်ရတယ် main road မှာလည်းတိုးဆောင်ဝင်ရတဲ့ပုံမှာသူ့ရဲ့တိုးဆောင်မှုကဘယ်လောက်ထိသွားမှာလဲဆိုတဲ့ပုံလေးပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းစိတ်လို့ရှာပါတယ်ရင်လင်းရခုံပြီးပါတယ်သူ့ကိုယ်စားကျွန်တော်ရိုက်တဲ့အချိန်မှာလည်းညီမလေးကကြိုးစားပါတယ်အဲ့လိုပဲအများရာဆိုရင်လည်းဒါအစ်တတယောက်ပါဆိုတော့လည်းကြိုးစားတယ်ဖုံးမင်းနဲ့ဆိုတော့ပထမဦးဆုံးစုံတာအပြင်မှာတော့ PC ကိုကြီးခလေးအဲ့ဒီကြာကြာကုန်ခလေးလေးတိတိဟုတ်ကဲ့ အမြန်မှဖုံးမနေရဟိုသူတတငငယ်လေးတွေကတီတီထားဆိုတော့ဒါဗီဒီယိုလေးဖြစ်လာပြီးတော့တေးဥဆောင်လှုပ်လာတဲ့အချိန်မှာသူလည်းစုံဝင်ရတယ်ဆိုတော့ကလေးတွေအကုန်လုံးကချူးစားပါတယ်ကျွန်တော်တို့ကျွန်တော်တို့ဟိုငငယ်တုန်းကချူးစားတဲ့ပုံစံတွေအတိုင်းကလေးတွေကအလုပ်ပေါ်မှာလေးလေးစားစားနဲ့ချူးစားပါတယ်မမေရဆိုဖုံးနေအောင်သုံးတာမတွေ့ဘူးရှူတယ်မှာအဲသူတို့တခြားလေးချူးစားကြတယ်ဟုတ်ဟုတ်ကဲ့ဒါကတော့ပြောပါတယ်တူကိုရာရဲ့ခက်ခဲရဲ့ဒါကတော့ရေးစီးနေတယ်တွေ့ရတာဆိုတော့ဒီကိုရဲ့ ဒါတော့တေးဥဆောင်အစ်စ်လေးတွေတော်တော်များများကျွန်တော်တို့လည်းငယ်ငယ်တုန်းကဆိုဥမာထားပါတော့ဟိုမြေကြီးကြမှာတေးဥဆောင်တာပြီးပြင်မယ်လို့ထင်ခဲ့တဲ့အခိုက်အတန့်ရရှိခဲ့ဦးတယ်ဆိုတော့ emotion တစ်ခုကိုထုတ်တဲ့အခါမှာတော့တက်လက်တယောက်တော့ဟိုသုံးသက်ပုံချင်းမတူဘူးဒရိုက်တာတယောက်ရဲ့အဲဒရိုက်တာတယောက်ရဲ့လူချင်းလူချင်းမှုပေါ်လဲမတူတဲ့ပုံမှာဒီကားမှာတော့ရင်းမြတ်သူကကိုညိုလူချင်းနဲ့အဲမိမိနေရာနေမှာအကောင်းဆုံးဇက်ကောင်ဇိုက်မှာသူစူးစမ်းပြီးတေးဥဆောင်ခဲ့တယ်လို့ထင်ပါတယ်ဒီကားအတွက်သူတာဝန်ချေရပါတော့တခြားတေးဥဆောင် အနေနဲ့တခြားဟာတွေလုပ်မယ်ဆိုရင်တော့သူလိလာကြရည်တော့အများကြီးရှိသေးတာပေါ့သူစူးစမ်းအောင်ပေါ့